အားလုံးမင်္ဂလာပါနော်ကျွန်တော်၆ခွန်တုံးလို့ထိပ်ပြီးတုံးလုံးထောင်းနေတောင်းကခဏလေးကပြန်ကြောက်ဘယ်နေရာကြမှာလဲဆိုတော့အဲ၃၆ခွန်ပရိယပြေးမှကြောက်မှာနော်ဟုတ်ပြီအဲဆိုရင်၆ခွန်တုံးလို့ထောင်းနေတောင်းက၄90ကဒီ၅ခွန်တုံးလို့ထောင်းနေ၃၆ခွန်ပရိယအချိန်တိုင်းပြန်ကြခဲ့လို့သူအဲ့ပြန်ကြတဲ့90ရဲ့၃၆ခွန်ထောက်ပြီးလေဒီတောင်းကခဏလေးကိုကျွန်တော်ကဒီ၆ခွန်တုံးလို့ထောင်းလာရဲ့ဒီဘက်မှာ၃၃ရှေ့ဆိုပြီးထောင်းပြီးတော့ရှေ့တုံးရရှေ့ပြီးပို့တယ်လို့နော်သူ့ဘုံမှာ၃90ပရိယနဲ့တကတဲထားခဲ့ပြီ ဲ့ကြတော့ရှစ်တုံးရရှစ်ထွက်တယ်လို့ဒါရုပ်ရှင်ဆုံးပဲเนาะအလုံးမင်္ဂလာပါနော်အဲ့ဒါဒီမှာလဲ63လို့ထောင်ခဲ့တယ်ကိုသုံးရှစ်ကအောက်ကိုပြန်ကြခဲ့တာပဲ36ဖရိတ်နဲ့ပြန်ကြခဲ့တာပဲနော်အဲ့ကျွန်တော်တို့အတွေးခေါ်နေဆိုရင်အတွေးနဲ့နီးတဲ့တွေးနီးစနစ်နဲ့ဆိုရင်ဒါတော်တော်ကောင်းတဲ့ယူဆတွေပေါ့နော်အဲ့တော့63ထောင်နဲ့တောင်းကပြန်လာတော့36ဖရိတ်နဲ့ပြန်ကြခဲ့လို့နော်အဲ့ဒီ36ခုပြင်ရဒီဘက်တောင်းက68လေးကိုကျွန်တော်တို့ကဒီ6ခုတုံးထောင်းနေဒီဘက်ကိုပြန်ပြီးတော့338လို့ထောင်းပြီးတော့8ထိတ်နဲ့8 6လေး8လေး6 နော်ကွက်ပေါ့နော်အဲ့လိုပို့ကျင်တာပို့ကျင်တော့သူ့ထက်မှလည်း3 3 9 9ဖရိတ်ကခံထားခဲ့ပြီနော်ခံထားခဲ့တော့ဒါအယုရှင်ဆုံးကစားကွက်လေးပဲနော်အဲ့မဲ့ဒီဖရိတ်ကအများကြီးနော်ကစားကွက်တွေကနော်ဒါပေမဲ့ကျွန်တော်အခုပို့အတွက်ဒါလေးကိုဒီလေးကိုပေါက်ကြလို့ယုရှင်လို့အဲ့လေးကိုထုတ်လိုက်ဆိုတော့ကျွန်တော်တို့နောက်တစ်မျိုးပေါက်လိုက်အောင်နောက်တစ်မျိုးတော့ဒီကတော့ခဏတော့ဒီခဏမဲ့နော်စီကြောမရှိကျင်တဲ့ပြောနားလို့ရတော့ပါနော်နားလို့ရပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ပေါက်လိုက်မယ်ဆလိုက်မယ်ပေါ့ဆလိုက်မယ်ဆိုဒီက ချီချိုရဲ့နည်းနည်းတော့ရှုပ်တယ်ဒါပေမဲ့စိတ်ဝင်စိတ်ဝင်ပြီးတော့စိတ်ဝင်စားလဲဆိုရင်တော့မရှုပ်ပါဘူးเนาะတော်တော်တဖြည်းဖြည်းချင်းကြီးင်းနဲ့ပြင်ရှင်းလာမှာပါအဲ့ဒါဆိုရင်သုံးခွန်တစ်အခြေခံလေးကိုကျွန်တော်မပြောလိုက်ဘူးသုံးခွန်တစ်ဖရိန်ရှိတယ်နော်သုံးခွန်တစ်ဖရိန်တဲ့သူ့ရဲ့ဒီဘက်ကိုပြေးလိုက်ရင်ဒီခွန်သုံးဆောင်ထုတ်ပြီးခွန်ခွန်သုံးဖို့လှေးတယ်လှေးတော့ဟုတ်ပြီသူ့အချိန်မှာ၅ခွန်သုံးလေးသူ့ရှိနေပဲလာခဲ့တာအဲ့ဒါဒီတစ်ချက်မှတ်လိုက်ကျွန်တော်ဒီချိန်ကလေးနဲ့ယူပါမှာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်၅ခွန်သုံးရအောင်မှာ၄ခွန်သုံးလေးလေးဒီဘက်ကိုပြေးလိုက်၄သုံးညာလေးဆောင်ထုတ်ပြီး၄၄၀လို့ထောင်းလာ ထောင်လမ်းတွေအပေါ်ပြည့်နေလိုက်ရင်86လေးဒီကနန်းကို86လေးကိုကျွန်တော်တို့တွေးယူမှာတွေးယူမှာဆိုတော့ကျွန်တော်တို့ကဒီမှာတော့တဲပြည့်ပေါ့ဗျာနော်အဲ့မှာလေးတုံညာလေးလို့လောင်ထိုးတယ်လေးလေးလေးထောင်နေဒီဘက်ကိုပြည့်လိုက်ရင်ကိုသုံးလေးဆောင်းတဲ့ဒီကြော်လေးဘာမှ18နှစ်ဖရိတ်မျိုးပေါ့နော်ဒီရှင်းနေဖရိတ်မျိုးဘယ်မှာလဲဖြစ်တည်တည်တုံပုံမှာတုံးဖြစ်တည်ထောင်းနေစီကြောတွေနဲ့နော်ပြတော့ထားတဲ့ကစားကိုကြီးရှိတယ်နော်အဲ့ဒါဆိုရင်ဒီကတော့လေးတုံညာလေးလေးလေးနဲ့တော့ထောင်းနေဒီဘက်ကို66လေးကိုကျွန်တော်တို့က66လေးလို့ပြန်ပြီးယူကျင်တာ နော်အဲ့တော့ကျွန်တော်တို့ဒုတိယတက်ကကြည့်အောင်သုံးခု different data ပဲပြည့်စင်လိုက်သုံးရှင်းလေးဆိုသုံးရှင်းလေးကလာလာဒါလေးသုံးရှင်းလေးမှတ်ထားလိုက်ပါနော်ဟုတ်ပြီအဲ့အောက်မှာသူက43စောင်းပြီး33ကလဲတာပဲပြီးရင်43ညာ4စောင်းထုတ်ပြီးတော့လေးလေး3ထောင်ခဲ့တာပဲအဲ့ဒီကနေအရင်ကကျွန်တော်တို့ဒီညကို86လေးကလန်းကိုထည့်နိုင်တာပေါ့ထည့်နိုင်တာလို့ကျွန်တော်တို့ကတွေးချူမှာအဲ့တော့အောက်ကိုပြည့်စင်လိုက်ရင်ကို33လေးစောင်းရဲ့အဲဒီကမှာ initiative frame နဲ့ဟို91တွေဒီပေါ်မှာ91တွေထောင်နေပြီးတော့ကြီးရထားတယ်ပေါ့အချိန်ကြီးနော် ကျင်းကြီးကသားတော့အဲ့ဒါဆိုရင်အဲ့ဒီ6-6ရဘယ်ဟန်လာတော့ဆိုကျွန်တော်အဲ့ဒီဟာကိုလိုက်မယ်နော်အဲ့ဒီ6-6ရဘယ်ဟန်လာတာလဲဆိုတော့အဲ့ဒီ6-6ရပထမဆုံးဤ692ကို692ကို669ဆိုပြီးထောင်းပြီးတော့ဥတော်မှာ68 frame တည်းနော်68 frame တည်းပြီးသူ့ရဲ့တမင်ကျော်မှာ998 398နဲ့ဒါကတွဲပေါက်ခဲ့တာတွဲပေါက်ပြီးတော့6383 6383เนาะဒီဘက်မှာ36အဲ340ကြီးဆောင်းထုတ်ရတယ်အဓိကတော့အဲ့68ကြီး စပြီးတော့တည်ခဲ့တယ်ပေါ့။ဟုတ်ကဲ့ဒီကနေ့ရပဲ။ဟောစလိုက်အောင်။နော်။ဟုတ်အဲ့ဒါဆိုဒုတိယတက္ကဒုတိယတက္ကမှာလဲ6929 6929 6960လေးပြင်ပြတာပဲ။သူသူ့နဲ့တနည်းကျော်998နဲ့တိတုံညာရှိကအတွေ့ပေါက်တာပဲ။အဲသူကနှစ်မျိုးကစားမှာအမေသူ998နဲ့တရားရှိနေတွေ့တယ်။6383ဆောင်းနေကျွန်တော်တို့ဒီမှာ340လောက်ဆောင်းထုတ်ခဲ့တယ်။နော်ကျွန်တော်တို့အမှားတော့6929 6960နဲ့အတူ96လေးတွေ998တရားရှိတွေတည်ခဲ့တာ။ အဲ့ဆိုရင်ရှစ်ချောက်လေးလေးငငရှိပြီတရားရှိပြီနဲ့ဆောက်ကုန်းကိုတော့ကိုချောက်ကုန်းထောင်ပြီးတရေတာအဲ့ရှိမဲ့၆၃၈၃ကတည်းကစောင့်ပေးရသေးတာ၃၄၀လေးနဲ့နော်ဟုတ်ပြီအဲ့ဒီရှစ်ချောက်လေးကနောက်တစ်ခါဖယ်သွားမှလဲဆိုတော့ကျွန်တော်တို့တဖြည်းဖြည်းချင်းတော့နောက်တစ်ခါတင်းနေ၃နဲ့နော်တင်းနေ၃နဲ့၄နဲ့နဲ့နဲ့ဒီတစ်ခါပြောလို့6ရှစ်နဲ့ဗရိတ်6ကို6ရှစ်နဲ့နဲ့နောက်ပြီးရင်တင်းနေ၃နောက်ပြီးရင်၄နဲ့နဲ့နဲ့၈၄၆၃၃၅လို့အကုန်လုံး ဒီဘက်မှာတည်ခဲ့တဲ့ငန်းငါရှိတဲ့ရှစ်တုံများတည်ခဲ့တဲ့တည်ခဲ့တဲ့68လေးကဒီဘက်မှာ၄နှစ်နှစ်နဲ့68လေးနဲ့335ဆိုပြီးတော့လာပြီးကစားတာလာပြီးတည်တာတည်နေချိန်မှာသူ့မတည်ခင်သူ့ရဲ့ဘီမှာတင်းနေတော့ဒီဘက်မှာ68နှစ်ဆိုတဲ့ break ချက်ပြီးရှိခဲ့တာတဆင်းချင်းသွားမယ်နော်ဆင်းချင်းသွားတော့ဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ဒီ68နှစ်နဲ့အဲ့ဒီ68နှစ်နဲ့အဲ့တင်းနေတော့ဘယ်ရလာတာလဲနော်ကျွန်တော်တို့အဲ့ဒါကို68နှစ်နဲ့တင်းနေတော့တွဲခဲ့တာနော် နော်အဲ့ဒါဆိုဟုတ်ပြီအဲ့ဒါဆိုအဲ့6ရှစ်နှစ်နဲ့တနေ့3ငါဘယ်ရလာတာတော့ဆိုတော့6ရှစ်နှစ်နဲ့တနေ့ဒီလာလာပြီ869ခရီးပေါ်မှာ890ထောင်းတာဟုတ်690ထောင်းဒီမှာမှာ6600ဆုံးထုတ်ပြီးဒီဘက်မှာ931ဆိုတဲ့ခဏ931ဆိုတဲ့ခရီးပေါ်တင်ရတာနော်တင်ခဲ့တော့သူဘေးက180ဆိုတာသူ10နှစ်ကလာခဲ့တာခဏရလဲဆိုခွန်းလေးလေး289 98ဆုံးထုတ်တဲ့ဒီဘက်က180ကနောက်တစ်နေ့လိုက်ထုတ်ခဲ့တာ နော်နောက်တစ်နှစ်လိုက်ကြခဲ့တော့ဟုတ်ပြီအဲ့ဒီနှစ်ရှိကိုကိုနှစ်ရှိလောင်ထိုးရတဲ့ဒီဘက်မှာ၃ခွန်ကိုနဲ့၆၃ရခွန်ဖလိင်ကတခါတည်ခဲ့တာတဲပြီဒီဘက်ကိုကနပ်ပြလိုက်ရင်ခွန်လေးလေးဖလိင်ကြီးရှိတာအမှခွန်လေးလေးရဲ့၃ခွန်ကိုရဲ့၆၃ရခွန်ရဲ့အပြင်ကိမှာနှစ်ရှိကိုထောင်းနေကိုနှစ်ရှိလောင်းနေနောက်ပြလက်ကခွန်လေးလေးပြန်ထည့်လိုက်ဒီပြန်ထည့်လိုက်ဒီနော်အဲ့ဒီတူတောင်းကတရားရှိကနောက်ခဏလိုက်ထွက်တာကို၁၃နဲ့တွဲခဲ့တာနော်အဲ့ဒီမှာလေဟုတ်ပြီအဲ့ဒီကို၁၃နဲ့ဒီဘက်မှာ၈၉၆၈၉ဟမ် sorry ကို၁၃ရဲ့ဒီဘက်ကိုပြေးလိုက် လေးတစ်ချောင်းလို့စောင်းငယ်ချစ်ချောင်းကိုဖိနေတယ်ရှစ်ကိုတယ်လို့ထောင်းခဲ့တယ်အဲ့ဒီရဒီဘက်မှာတစ်နှစ်သုံးဖိနေတယ်ပြီးတော့ဒီဘက်မှာသုံးဆောင်ကဖိနေတယ်ရတယ်နော်သုံးဆောင်ကဆိုတာကရှစ်တုံညာတစ်ပဲနော်အဲ့ဆိုရင်ဟုတ်ပြီအဲ့ဒီသုံးတစ်နှစ်ရဖိနေအောင်မှာသုံးဆောင်ကဖိနေတယ်သူ့ဘက်ဒီဘက်မှာနှစ်သုံးလေးလို့လဲတာနဲ့ဒီဘက်အချိန်ကြိမ်းမှာနှစ်ချောင်းရှစ်ဆိုတဲ့ဘရစ်ချောင်းကဏ္ဍကိုတည်လိုက်တာဆိုကျင်တာကဒီတစ်နှစ်သုံးနဲ့၃၅၆နဲ့နှစ်၆ရှင်းနဲ့ အခြေခံကြီးတည်ခဲ့လို့အဲ့ဒီနေ့၆ရက်ကတနေ့နဲ့နေ့ကျော်မှာအရင်လာပေါက်တာနောက်ပြီးသူ့ဘေးမှာလာတဲ့တိတ်နေတုန်းကအဲ့ဒီနေ့၆ရက်နဲ့တွဲခဲ့တဲ့ဒီဘက်ကတိတ်နေတုန်းကိုအဲသူကတွဲပြီးပြန်ခေါ်လာပေါ်ပြီးတော့လေးနေနေဖရင်တဲပြီးတော့သူ့တော်ကလေးရှင်းလေး၆အဲ့ဒီရှင်းလေး၆ကကျွန်တော်တို့စောပိုင်းပြောခဲ့တဲ့၆ရက်၄ဒီဘက်က၆ခုနှစ်ကိုစောင်းခဲ့တဲ့တောင်းက98 100ရှစ်တင်နေအချိန်ကြီးက၆ရက်၄ကိုလေးနေနေဒီဘက်ပြန်ခေါ်ပြီး၃၃၅နော်တုံတုံငါဆိုတဲ့ဖလေးကိုသူပြင်းနေကပ်ပြီးခဲ့တာလေဒုတိယအဆင့်ရောက်ပါတယ်နော်အဲ့ဒါဆိုဟုတ်ပြီကျွန်တော်တို့ဒီမှာ မင်္ဂလာရှိတရားရှိနဲ့ရှစ်ချောက်လေးနဲ့တည်ခဲ့တဲ့ရှစ်ချောက်လေးရတယ်နောက်တစ်ခါဘလူးနဲ့သွားလာတယ်ပေါ့သူကလေးနည်းနည်းနဲ့ကြောက်ရှစ်လေးနဲ့ငါးသုံးသုံးဒီမှာဒီမှာလာကြတော့နော်ဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ဒီလေးနည်းနည်းရဲ့ကြောက်ရှစ်လေးငါးသုံးသုံးနဲ့ကစားလိုက်တဲ့အချိန်လေးနည်းနည်းရဲ့ဘယ်ဘက်မှာငါးခွန်ရှစ်နဲ့ရှင်းငါးသုံးကတွဲခဲ့ပြန်တော့နော်အဲ့ဒါဗရိတ်၆ကငါးရှစ်တော့နော်ဒီဘက်ကငါးခွန်ရှစ်နော်ဒီဘက်ကကျွန်တော်တို့အစိုးရကကြောက်ရှစ်နဲ့နည်းနည်းလုံးနော်အဲ့ဒါဆိုရင်ဒီဘက်မှာရှင်းငါးသုံးနဲ့ငါးခွန်ရှစ် လေးနှစ်နှစ်အဲ့မှာခုနကစတယ်လေ68လေးကို933တွဲတော့တွဲတော့ဟုတ်ပြီအဲ့မှာတည်ခဲ့တဲ့ရှင်ကန်သူ98ကဘယ်ရလာလဲဆိုတော့သူကလည်းကျွန်တော်တို့ပထမတက်ကတ်လိုပဲ6ချောက်ဘူးခရင်တည်တာပဲ8ဘူးတည်းထောင်တာပဲကျွန်တော်ဒီဘက်ကိုပြလိုက်လေးတစ်ချောက်ကလောင်းခိုးတာနော်ပြီးရင်3ဘူးတစ်ခရင်တည်တာပဲနော်ဒီဘက်မှာကျွန်တော်ခြံခဲ့လာ300လေး8လေးနဲ့8300ကုန်တယ်နော်အဲ့3ဘူးတစ်တည်းမှတ်ထားလိုက်အောင်ဒီ3ဘူးတစ်တည်းမှတ်ထားလိုက်အောင်ဟုတ်ကဲ့အဲ့ဒီတုံးကုတ်တည့်ရဲ့ဘက်ကတစ်ချောင်းလေးကသူ့ရှင်းနေကလာခဲ့တာသူ့ရဲ့တစ်ချောင်းလေးကသူ့ရှင်းနေကလာခဲ့တာ ဘယ်နေရာကနားလဲဆိုဒီခွန်လေးလေးအဲ28ကို98လို့28ကိုလို့ထောင်းတယ်98လို့စောင်းတယ်ခွန်လေးလေးပြင်တယ်ဒီတော့ကနားနော်အစုံပြောမယ်ဆိုသူကနေပြေးလိုက်လိုက်ရင်3ခွန်9လေး3ညာ6ခွန်လေးဒီဘက်က4ခွန်လေးတွေပြင်နေတခါတည်ခဲ့သေးတာတည်ပြီးတော့မှနှစ်ရှိကိုလေးထောင်ပြီးတောင်းထုတ်ပြီးတော့ခွန်လေးလေးပြန်ထည့်သူ့တော်ကလည်းနောက်တစ်နေ့ကိုပို့ပြီး3ခုတင်နေတွဲခဲ့လာနော်တွဲခဲ့တဲ့အချိန်မှာကျွန်တော်တို့ဒီဘက်က6ထောင်တောင်းထုတ်ပြီးတော့6 6ကိုဖရိတ်ပေါ်မှာ890ထောင်ရလာအဲ့ဒီဖရိတ်ကြီးနဲ့အချိန်တိုင်းမှာသူက9ခွန်ရှိကတတ်တယ်လာ နော်ဟုတ်ပြီ9ခွင့်ရှိရဲအောင်မှာ635ထည့်လာပဲ635ဆိုတာကကျွန်တော်တို့စောပိုင်းပြောခဲ့တယ်ပြည့်80ပေါ့နော်အဲ့635နေပြေးလိုက်နေ2 3လေးကိုလှည့်ပြီးတော့သူ့653ထည့်ရလာနော်အဲ့ဒီရှင်း653ကိုမှတနေ့နှစ်နှစ်ကျော်ရင်သူကအရင်ထုတ်တာထုတ်ပြီးသူပဲသူနဲ့တွဲရတွဲခဲ့တဲ့9ခွင့်ရှိကျွန်တော်တို့ဒီကရှင်း653ရဲ့ဒီဘယ်ဘက်ကတွဲခဲ့တဲ့ဒီ9ခွင့်ရှိကြီး365ရဲ့ဆက်ကတည်ခဲ့တဲ့9ခွင့်ရှိကြီးကိုသူ့ဘေးကိုပြန်ခေါ်ခေါ်ပြီးမှ၄နှစ်နှစ်ဖရင်တယ်တဲပြီးနေ့နေ့ကျော်မှအဲ့63နဲ့953ကိုသူပြန်ပြီးတွဲခဲ့တာ နော်တွဲခဲ့တော့ဟုတ်ပြီကျွန်တော်တို့ကခေါ6ချက်လေးဆိုတော့6ချက်လေးကိုယင်ပြီးအောင်သွားလိုက်မယ်ပြီးအောင်သွားလိုက်မယ်ဆိုတော့ပြီးတော့မှကျွန်တော်တို့ဟိုကစားခွက်ကြည့်ကြတယ်ဆိုတော့ပြန်ပြီးတော့နည်းနည်းတော့တွေ့ပြမယ်ပေါ့နော်ဒီဒီဖိန်ကြီးကကျွန်တော်ရှင်းမယ်ဆိုအကြိုက်ရှင်းရမယ်နော်ကျွန်တော်တို့ထထုပ်ကိုအကုန်လုံးကိုတွဲတွဲလိုက်ပန်းကြီးနေရောနော်နော်အဲ့ဒါဆိုကျွန်တော်တို့6ချက်လေးပြောတော့ဒီဇာလန်လေးကိုယင်သွားလိုက်မယ်ဟုတ်ပြီ6ချက်လေး5 3 3လေးနည်းနည်းတွဲလိုက်ပြီနော်အဲ့မှာ6ချက်လေး5 3 3လေးနည်းနည်းတွဲခဲ့တဲ့6ချက်လေးကနောက်ကဘယ်လိုနည်းလာတွဲတာ3 3 6နည်းလာတွဲတာ3 3 6 6ချက်လေးလို့လာလို့လား3 3 6 6ချက်လေးဆိုပြီးလာတွဲတာ နော်လာတွင်းတော့ဟုတ်ပြီအဲ့ဒီစီတော်တွေမှာတကဘာပါလာတာလေ3 3 6 6 4ဒီဘက်ကိုပြေးလိုက်ရင်ကျွန်တော်တို့ဒီဘက်ကအစိုးပိုင်းက190တွေ6တွေဇောင်းထုတ်ပြီးပြီးတုံညာတေဆုံးခရင်တည်ခဲ့တယ်လို့ပြောခဲ့တာနော်ပြောခဲ့တော့အဲ့ဒီ6တွေဒီဘာလေးကတိတိ6တွေဇောင်းထုတ်ခဲ့တာအမှတင်္ဂလေးကတောင်းခဲ့သေးတာပြီးတော့ခွန်လေးခွန်တောင်းတယ်၃ခွန်လေးထောင်းတယ်နော်တိလေးခွန်တိလို့တကပြန်ထောင်းတယ်ဒီမှာတိလေးခွန်ကစားကုန်တယ်ပါလေးတယ်အဲ့ဒီတောင်းမှမှာအဲ့633ခရင်ထည့်ပြီးတာနဲ့အဲ့ဒီ6တွေကိုပြန်တွဲလာ တွင်းလိုက်တဲ့အချိန်မှာသူ့အောက်တော်မှာသုံးလေးလေးဆိုတဲ့တကပရိညာတကပြန်ထောက်ခဲ့လာပြန်ထောက်တဲ့အချိန်မှာဒီမှာတလေးတေးလို့တဲ့တကနောက်ပိတ်သုံးလုံးမှာထောက်ထားခဲ့နေထောက်ပြီးတော့ဟုတ်အဲ့ဒီသုံးလေးလေးရဲ့အောက်မှာအဲ့68နှစ်ပြန်ထည့်လာတော့သူကအုပ်စုကြီးလိုက်ကိုရွှေ့လာအဲ့68နှစ်ကဘယ်ရလာခဲ့တာလဲကျွန်တော်တို့ဒီမှာတင်းနေတုံးနေတွေ့ခဲ့တဲ့68နှစ်အဲ့ဒီနေ့တုန်းကတွေ့ခဲ့တဲ့60နှစ်နှစ်တော်ရင်ထုတ်ပြီးပြည့်စုံပြန်ထည့်တာ။နော်အဲ့60နှစ်နဲ့အချိန်ကမှအဲ့ဒါ60နှစ်60ရက်တခါတွေ့ခဲ့ပြန်ရော နော်အဲ့တွဲခဲ့တဲ့ရှင်းလေး၆ကိုဒီဘက်633466လို့ထုတ်ဖို့အဲသူနဲ့တွဲခဲ့တဲ့ဟောဒီ၆ရှင်းလေးကိုသူ့ရဲ့ဒီဘက်တောင်း344ရဲ့အော်မှာအဲ့၆ရှင်းလေးကိုရှင်းပြန်ထည့်ခဲ့တာရင်းမြန်ထည့်ပြီးတော့အဲ့ဒီ၄ရှင်း၆၄ရှင်း၆ဆိုတဲ့ frame ကိုတော့တင်ပြီးကထားခဲ့တာနော်တင်ကထားခဲ့တော့ကျွန်တော်ပြီးအောင်အရင်ပြောလိုက်တော့မယ်အဲ့ဒီစီကြောထဲမှာပါတယ်633466နဲ့အကြိမ်ကြိုက်ဒီဘက်ကိုပြေးလိုက်633ရဲ့၄ရှင်း၆တွဲပေါ်တိုင်းဒီဘက်ပြေးလိုက်တဲ့9.3ဆိုတဲ့ကဏ္ဍကကျွန်တော်တို့ဟိုတခြားဒီကြောလေးပါလေနောက်တစ်နှစ်ကို live ထွက်တာ live ထွက်တော့ခဏရထွက်တာလေ control display နဲ့ထွက်တာ အဲ့ခွန်သုံးတိတွေကရှေ့မှာသုံးခွန်တိတွေနဲ့တားခဲ့တာအများကြီးကိုမချက်လဲတာမချက်လဲညိတာကျွန်တော်တအားကြီးရှုံမှာဆိုလို့ချက်ခဲ့တာအဲ့သုံးခွန်တိရဲ့ထောင်မှာငါးခွန်သုံးလို့လာတာအဲ့လာတဲ့ကဏ္ဍကသူ့ရှင်းနေကကဏ္ဍငါးခွန်သုံးရဲ့ထောင်မှာ၄၆ခောက်ကနားခဲ့တာဟုတ်ပြီအဲ့ဒီ၄၆ခောက်လေးထုတ်ဖို့သူ့ရဲ့ဒီဘက်ကငါးခွန်သုံးက login ကိုအရင်တော့တော်ပြောမှာဒီဘက်မှာ၄၄၀လို့တောင်းပြီး၄၃၀လို့စောင်းခဲ့တာစောင်းပြီးတဲ့အချိန်ကအဲ့ရှိချောက်လေးကိုပြန်ထုတ်တာပါဆိုရင်ကျွန်တော်တွေးယူလိုက်ပြီနော်တွေးယူလိုက်တော့အစောပိုင်းကလည်း၃၃၈လို့ထောင်းနိုင်တဲ့ဒီတော့ကလည်းရှိတယ်နော်၈၃၈ထွက်တယ်လို့အဲ ရှစ်3ရက်ရှစ်ထွက်တယ်လို့ရှစ်6ရက်လည်းထွက်လို့ရတယ်ပေါ့နော်အဲကြတော့ဒီဖိုင်လေးကကဏ္ဍ2ကွက်ကိုယူလို့ရတယ်ရကဏ္ဍ2ကွက်ယူလို့ရတဲ့အချိန်မှာကျွန်တော်ခုတော့ပထမ1ကွက်ကိုကျွန်တော်တင်ငင်းချင်းနဲ့အရင်ထုတ်ပြလိုက်တယ်